တခေပြောင်းလို့အငိမ့်စားယူခဲ့ပေမဲ့ဒီနေ့ထိဒီကူတကထုတ်ယူနေစေဖြစ်တဲ့အိန္ဒိယဘရင်အဆက်အနွယ်ရဲ့လက်ဖက်ရည်တစ်ခွက်စာပင်စိန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်1980ခုနှစ်တုန်းကအိန္ဒိယနိုင်ငံမှာနိုင်ငံရေးလှိုင်းလုံးကြီးတစ်ခုထားခဲ့ပူပါတယ်အဲ့ဒီလှိုင်းလုံးကသမရနိုင်ငံဖြစ်ရည်ပြီးဖြစ်တဲ့အိန္ဒိယမှာဘရင်ခေတ်ရဲ့အမွေအနှစ်နန်းတော်ကထောက်ပံ့ကြီးစနစ်ကိုဖျက်သိမ်းလိုက်တာပါ လွတ်လပ်ရေးယူချိန်မှာနိုင်ငံတော်နဲ့ပေါင်းဖို့အတွက်သဘောတူညီချက်အရဘရင်ဟောင်းတွေကိုနှစ်ဆင်ပေးနေရတယ်။လာကနဲ့အထူးဥခွင့်ရေးတွေကတခေပြောင်းသွားတဲ့ခေတ်တမှာမလိုအပ်တော့ဘူး။မတရားဘူးလို့ဝေဖန်မှုတွေပြင်းထန်လာခဲ့လို့ပါ။1948လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းအိန္ဒိယရဲ့ပထမဆုံးပြည်ထောင်ရေးဝန်ကြီး စာတာဘလတ်ပိုင်ဖတ်တဲ့ ဥဆောင်မှုနဲ့ဘရင်960ကျော်ပါဝင်တဲ့အနေစားရှင်တွေရဲ့နိုင်ငံတော်တွေကိုအိန္ဒိယသမ္မတနိုင်ငံထဲမှာအပေါင်းစီခဲ့ပါတယ်။သူတို့ရဲ့အချုပ်ချာအာဏာနဲ့အုပ်ချုပ်ခွင့်တွေကိုဆွန့်လွတ်တဲ့အတွက်လဲလှယ်တဲ့အနေနဲ့အိန္ဒိယဖွဲ့စည်းပေါ်အခြေခံဥပဒေပုံမှနှစ်ကိုတင်းနဲ့36နှစ်အရအခွန်ကင်းလွတ်ငွေနဲ့တခြားသောဂုဏ်ဒုဆောင်အခွင့်အရေးများခံစားစေခဲ့ရပါဒီငွေပမာဏဟာနေမြေရဲ့အရွယ်အဆောင်အခွန်ဗန္နာဝင်ငွေနဲ့ပြည်သူ့ရှာလက်အောက်မှာရခဲ့တဲ့ဂုံပုတ်အပေါ်မှာမူတည်ပြီးတော့ကွဲပြားပါတယ်။တချို့ဘရင်ကြီးတွေဟာတစ်နှစ်ကိုရူပီ ီး10သိန်းကျော်ရခဲ့ပူပါတယ်။အဲ့ဒီတုန်းကတော့ဒီငွေတွေကအတော်လေးများတဲ့ပမာဏဖြစ်ခဲ့တာပါ။1980ပြည်နှစ်တွေရောက်လာတဲ့အခါဝင်းကြီးချုပ်အိန္ဒိယဂန်ဒီကဒီစနစ်ကိုဖျက်သိမ်းဖို့တွန်းအားပေးခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ဒီမိုကရေစီနဲ့တန်းတူညီမျှရေးကိုရှေးရှုတဲ့ဆိုရှယ်လစ်နိုင်ငံတော်အမြင်ကြောင့်ပါပဲ။အဲ့ဒီအယူဆရဘရင်ဟောင်းတွေကအခွင့်အထူးကံတွေမဖြစ်သင့်ဘူးလို့သတ်မှတ်ပါတယ်။ အရင်ကြလေဖြတ်သန်းရေးအစိုးကို1990ပြည့်နှစ်အတွင်းကအထက်လွှတ်တော်မှမဲခွဲဆုံးဖြတ်ခဲ့ပေမယ့်တမဲခွာနယ်ပဲရှုံးနေခဲ့ရပါတယ်။ဒါပေမဲ့ဒီကိစ္စကဒီတိုင်းဆက်ရှိနေရတော့မဟုတ်ပါဘူး။ တရားရင်ဆိုင်ရာစိန်ခေါ်မှုတွေနိုင်ငံရေးအငြင်းပွားမှုတွေအထိဆက်ဖြစ်ခဲ့ရပါဒါကြောင့်1992ခုနှစ်မှာတော့26ကြိမ်မြောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ပြုလုပ်တော့မှပဲအဲ့ဒီဓလေ့ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ဒီအချိန်မှာတော့နယ်စားဘရင်ဟောင်းတွေရဲ့အသီးမှပြုခံရမှုတွေ၊ဘွဲအမြီတွေ၊ငွေကြေးအထောက်အပံ့တွေခံစားခွင့်တွေလည်းရပ်ဆဲသွားခဲ့ရပါဘူး။ ဒါပေမဲ့လက်ရှိချိန်ထိ30ရူပီတနည်းအားဖြင့်3.7ဒေါ်လာတစ်ဒေါ်လာလောက်ပဲရှိတဲ့ငွေပမာဏလေးကိုဒီကုဒကလာထုတ်နေကြတဲ့ဘရင်အဆက်နယ်စော်ဘွားအဆက်နယ်တွေလည်းရှိနေပါသေးတယ်။အဲ့ဒါကအရှိမပြောပြထားတဲ့ခန်းစား권တွေတော့မဟုတ်ပါဘူး။အရန်သိငဲ့တဲ့နေစားရှင်တွေနဲ့ချုပ်ဆိုထားတဲ့စာချုပ်ဟောင်းတွေကနေတီးကြားကြန့်ရှိနေကြတာပါပဲ။အဲ့ဒီငွေကြေးတွေကိုတော့ပြောပါလောက်တဲ့ပမာဏမဟုတ်တာကြောင့်အဲ့ဒီချိန်တော့ကအရေးတကြီးဖြည့်ရှင်းခဲ့ခြင်းမဟုတ်ပါဘူး။ ဒါကြောင့်ဒီနေ့ချိန်ထိခန်းစား권နေတဲ့တရားဝင်ကြန့်ရှိနေကြရပါတကယ်တမ်းတွက်ချင်းရဲ့အဲ့ဒီပမာဏကဘန်တိုးလောက်တောင်မရှိသလိုလက်ဖက်ရည်တစ်ခွက်စာတောင်မရှိနေပါဘူးနောက်ပြီးတော့လမ်းစိစီဘူဆလာတွေကိုထည့်တွက်ရင်သွားထုတ်ရတာရှုံးတောင်ရှုံးနေပါသည်ဒါပေမဲ့ဘရင်အဆက်အွယ်တွေကလည်းအဲ့ဒီငွေကိုမတ်လို့လာထုတ်တာမဟုတ်ပါဘူးသူတို့ရဲ့ဘိုးဘေးတွေရဲ့ဆွန့်လွတ်မှုကိုဖော်ပြခြင်းတလို့ဂုံတိတ်ခါအတွက်လမ်းစိအရှုံးခံပြီးတော့လာထုတ်တာဖြစ်ပါတယ် တချို့ကတော့အဲ့ဒီပမာဏကိုတိုးမြင့်နိုင်ဖို့တရားရုံးမှာတောင်းဆိုတာတွေရှိပါတယ်။အဲ့ဒီကိစ္စကလည်းဖြစ်မလာဖို့အခြေအနေပုံများပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီဇလန်လေးကတော့ငွေကြေးတန်ဖိုးထက်သမိုင်းတန်ဖိုးနဲ့ဂုံတိတ်ခါတန်ဖိုးကိုပိုပြီးရခင်ယူဆိုင်ကြောင်းပြသနေရပါ။ အိန္ဒိယဘရင်ဟောင်းတို့ရဲ့အဆက်အနွယ်တွေဟာသူတို့ရဲ့အတိတ်ကနာမည်ကိုခေတ်သစ်အိန္ဒိယမှာဆက်လက်အသက်တွင်းဖို့စူးစမ်းနေရပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။